ပြူနဲ့ပကံလောက်နာမည်မကြီးပေမဲ့လို့မြမတမိုင်းဝင်မြို့ဟောင်းဖြစ်တဲ့အင်ကပူနာမည်ခက်ဆန်းဆန်းရှိပေမဲ့လူသူမသိတိမ်မျိုးပြောက်ွယ်လူနှိပါဖြစ်နေတဲ့မြို့ဟောင်းကြီးတမျိုးမြမနိုင်ငံမှာရှိနေသေးတဲ့ဆိုရာရီကိုသိရင်လူအများစုတွေ့ဝေသွားပါလိမ့်မယ်ဒီမျိုးကြီးဟာပကံအင်းဝတရေခေတ္တရာတွေလောက်နာမည်မကြီးပေမဲ့လေကာလရှည်လျားစွာအမွေနေဖြစ်နေရက်တီခဲ့ပြီးလူတိုင်းသိထားတဲ့တမိုင်းကျောင်းတွေနဲ့လည်းပြည်နယ်လို့နေပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel video မှာဆိုရင်တော့ရှေးခါကရှေးအောင်မျိုးတော်ကြီးအင်ကပူကျောင်းကိုတင်ဆက်ပေးသွားမှာပါ။ အင်ကပူမြို့ဟာအီယာရီတိုင်းဒေသကြီးမြန်အောင်ခရိုင်တွင်းမှာတည်ရှိရာအင်ကပူမြို့နယ်ရဲ့ရုံးဆိုင်မြို့တော်ဖြစ်ပါတယ်။ဒီနေရာယငဝင်းမြေတွင်းကိုစီးဝင်တဲ့ကញင်ချောင်းရဲ့လက်ရဘက်ကမ်းပေါ်မှာတည်ရှိပြီးဟင်္ဒရာမြို့နယ်24မိုင်ဝေးကွာပါတယ်။632စတူယန်မိုင်းတဲ့မြို့နယ်ပေါင်း82ခုရှိနေပြီး2014ခုနှစ်တကောင်စီးရင်တွေအရမြို့နယ်တစ်ခုလုံးရဲ့လူဦးရေဟာ2သိန်းကျော်သာရှိရလို့သိရပါဗျာ။ ဒလိုလူဦးရေနေပါနေပေမဲ့လည်းအင်ကပူမျိုးဟာရှေးရစမွန်တမိုင်းဝင်ဖြစ်နေပြီးပသိမ်ပရင်တမုတ်ဒရောသားရဲ့မိဖုရားအုံမာဒန်နီနဲ့ဆက်လင်ပြီးထင်ရှားကြောကြားခဲ့ခြင်းဖြစ်ပါတယ်။မူလကကျေးရွာစုငယ်တခုများသာဖြစ်ခဲ့ရာမြို့တစ်မြို့အချိန်၄ကိုရောက်ခဲ့တဲ့အချိန်ကာလကတော့ခရစ်၁၀စုနှစ်အတွင်းမှာဖြစ်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ အခုအင်ကပူမြို့တီရှိရာအရက်ဒေတာဟာမြန်မာမင်းတွေလက်ထက်ကအုတ်ဖို့လိုအမည်တင်ခဲ့ပြီးမြို့လေကိုဖြက်ကစီးသွားခဲ့တဲ့အုတ်ဖို့ချောင်းရဲ့အဖျားမှာရှေးကရာမညာတိုင်းရဲ့ပသိန်32မြို့အပါဝင် ဖြစ်ခဲ့တဲ့အင်ကပူရမြို့ကြီးတီရှိခဲ့တာပါ။ကုန်းမောင်ဇက်ရဲ့ပထမအုပ်ဆုံးမင်းဖြစ်တဲ့အလောင်းမင်းတရားကြီးလက်ထက်မှာရာမညာတိုင်းအလုံးကိုတင်ယုံအောင်မြင်တဲ့အခါအင်ကပူရမြို့ကိုအုပ်ချုပ်နေတဲ့တီဟဘုံမင်းဟာမင်းတရားကြီးရဲ့ဖုံးတော်ရဲအောက်ကိုခေါလုံခဲ့ရပါတယ်။ မေဒီယာကြီးအားတရားဖို့မင်းကိုတိုက်တကြီးရဲ့အဆောင်ရောင်တွေပေးပြီးဆက်လက်တူကောင်းပြုပါတော့တယ်။တရားဖို့ရဲ့မြေဖြစ်သူစိတ်ဓာဖို့လက်ထက်မှာအခုအင်ကပူမျိုးတရားရက်ကိုရွှေ့ပြောင်းပြီးတော့ရုံးဆိုင်ခဲ့လျောင်အရိရက်ကိုအုပ်ဖို့လို့ခေါ်ပေါ်ကြပါတယ်။အဲလိုခေါ်တွင်ခြင်းမှာအုံမာဒန်နီမီပြားဟာဆိုရင်ရွှေစံတော်ဇေရိုကိုတည်ဆင်းခါကအုတ်တွေဖုံးလုပ်ခဲ့တဲ့အုတ်ဖို့ကြီးရှိရကြောင်းပဲဖြစ်ပါတယ်။ အမာဒန်နီမီပြားဟာဟန်တာဝရီပြည့်ရှင်မွန်ဘီယံတပားကတိမ့်ပိုက်ရန်ကြံ့ရွယ်ခဲ့သလိုပသိမ်မထွက်ပြေးတိမ်းရှောင်ခဲ့လျာလမ်းတစ်လျှောက်မှဖျားစေတီတွေတီထားခဲ့တဲ့နောက်ရွှေစံတော်ဇေရီယာအထင်ရှားဆုံးဖြစ်ခဲ့ပါသည်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးခရစ်1852ခုနှစ်မှာဆိုရင်တော့အင်္ဂလိပ်မင်းတွေရဲ့လက်အောက်ကိုကျရောက်ခဲ့တဲ့အခါမှာရန်ကုန်ပြည်မြေထားလမ်းမှာရှိတဲ့အုပ်ဖို့နဲ့ခွဲခြားနိုင်စေရန်မူလမြို့ဟာအင်္ဂါပူရာရဲ့အမည်ကိုယူပြီးအင်္ဂပူမြို့လို့တွင်စေခဲ့တာပါ ရေပေါ်မှာထင်ရှားတဲ့အဆောက်အအုံတွေကတော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့တရားစီရင်ဆိုင်ရာရုံးတွေပြည်သူ့ရဲတပ်ဖွဲ့စခန်းပြည်သူ့စေယုံဈေးမင်းတဲအစိုးရအထက်တန်းအကြောင်းတွေနဲ့ဟင်္ဒရာမြို့မှာအရေးပိုင်ဟောင်းဥပိုးသူဆောက်လုပ်လူတန်းခဲ့တဲ့သူအိုယုံစာရာတွေပဲဖြစ်ပါတယ် တာသနီကအဆောင်တွေနဲ့အော်မာဒန်နီမီပီယာစတင်တည်ထောင်ခဲ့တဲ့ရွှေစံတော်ဇေရီဟာမြေဝကျုံမော်ဒေတာမှာရန်ကုန်က ရွှေရကုံဇေရီတော်ရှင်နဲ့ပသိန်ကရွှေမုံတော်ဖရာတွေကလွဲပြီးဆိုရင်တော့ထင်ရှားကျော်ကြားတဲ့ဇေရီတွေနဲ့တဆူပါဝင်ဖြစ်ခဲ့တာပါ ရွှေစံတော်ဇေရီတော်ဖြင့်အင်ကပူမြို့ရဲ့ထင်ရှားတဲ့တခြားဇေရီတဆူမှာဆက်ဆက်ရိုဇေရီဖြစ်ပါတယ် မြို့ပေါ်မှာရှိတဲ့လူကြီးမှာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေက အများဆုံးပါဝင်ပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်အရေးနောက်ပိုင်းမှာဆိုရင်တော့မြို့ရဲ့ထင်ရှားပုံကမင်းမင်ခဲ့ရတယ်လို့လူကြီးနေပါလာတာတွေကိုလည်းဝမ်းထဲဝယ်တွေ့ရပါတော့တယ်ပရိသတ်ကြီးတို့ရဲ့ဟုတ်ကဲ့ပါဒီနေ့တော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသေးသေးတော့အကြောင်းရရင်လည်းပြန်လာခဲ့ပါအောင်ပဲဆက်လက်ချက်ကင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပြရစီလားရှင်